ပြစ်ဖြစ်စေသော အရာများကို ရှောင်ရှားခြင်းနှင့်ခွင့်လွှတ်ခြင်း၏တကူအဒလီသာသနာတော်၏နေ့စဉ်ကျမ်းစာထောက်ရှုချက်များကိုဝေမျှပေးနေပါသည်နိုဝင်ဘာလ10ရက်နေ့အတွက်ပါ ရှင်လူကာအခန်းကြီး7အခန်းငယ်1မှ6ထိထောက်ရှုကြပါစို့သူနောက်ကိုယ်တော်သည်တပည့်တော်တို့အားမိန်တော်မူသည်မှာအပြစ်တို့ကြားရောက်စေနိုင်သော အကြောင်းရင်းများသည်အေခံမုတ်ချဖြစ်ပေါ်တတ်၏သို့သော အပြစ်တို့ကြားစီမိအကြောင်းရင်းကိုဖြစ်ပေါ်စေတော်သူသည်အာမင်္ဂလာရှိ၏ထိုသူသည်ငယ်ရွယ်သောဤသူငယ်တို့တွင်တယောက်ကို အပြစ်တို့ကြားရောက်စီခြင်းထက်မိမိလည်းပင်၌ကြိတ်ဆုံကြောက်ကိုဆွဲလျက်ပင်လည်းတဲသူပြစ်ချခံရခြင်းကသူတို့ပို၍ကောင်းလိမ့်မည်သူဖြစ်၍သင်တို့သည်တတိနှင့်ဆင်ခြင်ကြလောတင်းဤညီကိုသည်အပြစ်ကျူးလွန်လျင်သူကို ဆုံးမလော သူသည်နောင်တရလျင်သူကိုခွင်တော်လော သူသည် တနေ့တည်းတွင် ုနှစ်ကြိမ်တိုင်တိုင်တင့်ကိုပြမ၍ခုနှစ်ကြိမ်တိုင်တိုင်ပင်တင့်ထံသို့လာလျက်အကျွန်ုပ်နောင်တရပါပြီဟုဆိုလျင်တင်သည်သူ့ကိုခွင်လို့ရမည်ဟု မိန့်တော်မူ၏ထိုကားတမန်တော်တို့ကသခင်ဖျားအားတပည့်တော်တို့ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါဟုလျှောက်ကြ၏သခင်ဖျားကလည်းသူတို့အားမိန့်တော်မူသည်ကားတင်တို့၌မုံညင်းစင်းများလောက်ယုံကြည်ခြင်းရှိပါကဤပိုးစာပင်အားအမြင့်ပါနှုတ်၍ပင်လယ်ထဲသို့ပေါင်းနေလောဟုဆိုလျင်၎င်းသည် င်တို့၏စကားကိုနားခံလိမ့်မည်ယနေ့ကြာနာခဲ့ရတဲ့ဧဝံဂေလိကျမ်းစာတော်မှာခင်ခရစ်တော်ကအလွန်အရေးကြီးသောခရိယန်ဘဝအတ္တ၏ကဏ္ဍနှစ်ခုကိုသွန်သင်ထားပါတယ်အပြစ်ဖြစ်စေသောအရာများကိုရှောင်ချာခြင်းနှင့်ခွင့်လွှတ်ခြင်းတကူလို့ဖြစ်ပါတယ်အပြစ်ဖြစ်စေသောအရာများကိုပထမအချက်အနေနဲ့သတိပြုဖို့လိုတယ်ဆိုတဲ့အကြောင်းကိုထောက်ရှုကြဆို့ခင်ခရစ်တော်သည် ကလေးသူငယ်များကိုအပြစ်တင်စီမိသူတို့အတွက်ပြင်းထန်စွာတတိပေးထားပါတယ်။၎င်းသည်ကျွန်တော်တို့ရဲ့လောက်ရံများစကားများသို့မဟုတ်ပောဆသူများက အခြားသူများသို့သဖြင့်စိတ်ဝိညာဉ်ရေးရာတွင် အားနည်းသူများကိုဘုရားသခင်ထံမှ ဝေးကွာစေနိုင်သူကိုတတိယရန်သွန်သင်နေပါတယ်။ဘုရားသခင်နဲ့ဝေးကွာစေမယ်ဆိုရင် ကျွန်တော်တို့တတိထားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ဟာအခြားသူတွေအတွက် တာအစီသို့မဟုတ် ပြင်းမာစရာမဖြစ်စေရန်မိမိတို့ကိုယ်ကိုယ်အမြဲတရိထားဆင်ခြင်ရမှာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့အကန့်အသတ်မရှိခွင့်လွှတ်ခြင်းထောက်ရှုကြဆို့ကျွန်တော်တို့ညီကိုသည်အပြစ်ပြုပြီးနောင်တရပါက ခွင့်လွှတ်ရန်အခင်ခရစ်တော်ကညွှန်ကြားထားပါတယ်ဒီနေ့ထဲမှာခုနှစ်ကြိမ်တန်အောင်ပြင်းမာလျင်ပင်ခုနှစ်ကြိမ်တန်အောင်ခွင့်လွှတ်ရမည်ဟုဆိုထားပါတယ် ဒီခုနှစ်ကြိမ်ဆိုတာအကန့်အသတ်မရှိခွင့်လွှတ်ခြင်းကိုဆိုလိုပါတယ်။ဘုရားသခင်ကကျွန်တို့ကိုအကြိမ်ကြိမ်ခွင့်လွှတ်ခဲ့သူကျွန်တို့ဒီလည်းအချင်းချင်းမေတ္တာနဲ့ကရုဏာဖြင့်ခွင့်လွှတ်တိုင်ရလိုအပ်ပါတယ်။တတရားအချက်နှင့်နဲ့ယုံကြည်ခြင်းဤဆွမ်းအားအကြောင်းကိုထောက်ရှုကြစို့။တမန်တော်တို့ကခွင့်လွှတ်ရန်ခက်ခဲသည်ကိုသိ၍ကျွန်တို့၏ယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါဟုသခင်ခရစ်တော်ထံမှတောင်းလျှောက်ပါတယ်။ ခင်ခရစ်တော်ကမူယုံကြည်ခြင်းသည်ဘုံညင်စေးများလောက်ပင် ရှိလျင်မဖြစ်နိုင်သောအရာများကို ဖြစ်စေနိုင်သည်ဟု၍ပြန်လည်ပြောပြထားပါသည်ခွင့်လွန်နိုင်ရန်မေတ္တာထားနိုင်ရန်နဲ့အပြစ်တင်စေသော အရာများကိုရှောင်ရှားနိုင်ရန်အတွက် ကျွန်တို့ဟာဘုရားသခင်ရဲ့ကူညီဆောင်မမှုကို တောင်းခံရန်လိုအပ်ပါတယ်။ကျွန်တော်တို့ဤတည်ငယ်သောယုံကြည်ခြင်းကိုဘုရားသခင်လက်ထက်အံ့နံလိုက်တဲ့အခါမှာကိုရောဟာကျွန်တော်တို့အား ကြီးမားသောမေတ္တာနဲ့ခွင့်လွှတ်ခြင်းစွမ်းအားတွေကိုပေးသနာတော်မူမယ်ဆိုတဲ့အကြောင်းကိုထောက်ရှုကြရတာဖြစ်ပါတယ်။သုတောင်းကြဆို။ဘုမေတ္တာတော်ရှင်ဘုရားသခင်ကျွန်ုပ်တို့ယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါ။အခြားသူများအတွေ့အပြစ်တင်စရာအကြောင်းများမဖြစ်စေရန်နှင့်ကံတမရှိခွင့်လွှတ်နိုင်ရန် ကိုရောဤမေတ္တာနှင့်ကရုဏာတော်ကိုတွင်တင်ပေးတော်မူပါသခင်ခရစ်တော်အဖင့် တောင်းလျှောက်ကြပါသည်အာမင်